ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများချူတင်ချင်းဆနိုင်ရန်အတွက်ဆရာကြီးစန်းစာနေဘုံမြမယူရာအထဟောကိန်းစာအုပ်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ19ရက်နေ့အထိ15ရက်စာကြံပြုဟောစတိုင်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆို ်ပြစေအစ်စ်တနိုင်းတရားအောင်လဲဘေးနားအကောင်းလုံးလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္လာသာသမီများအတွေ့15ရက်စာဝတ်စံဒီကာလအတွင်းမှာလူမှုရေးပြဿနာများအိမ်တွင်းပြဿနာများအလိုအလျောက်ဖြစ်ပေါ်လာတတ်ပါတယ်။ညှူဆူဆောင်းပြောင်းခြင်းများခံရတတ်တယ်။လူညင်များလူရှုံများနဲ့ကြုံတွေ့ရတတ်ပါတယ်။တိတ်ခါထိခိုက်ကြဆင်းအောင်အတင်းအကျပ်ပြောသူများနဲ့ကြုံတွေ့ရမယ်။ငွေပေးငွေယူတရိရှိပါလက်လွယ်၍လက်လွင်ခြင်းဆုံးရှုံးနဲ့နာခြင်းများဖြစ်တတ်ပါတယ်။ခြေတွင်ဖြစ်စေလက်တွင်ဖြစ်စေအကျိုးတွင်ဖြစ်စေထိခိုက်ခြင်းများဖြစ်တတ်တယ်။မိသားစုတွင်ချမ်းမြေကိစ္စသို့မဟုတ်အမွေကိစ္စစကားပြော ောရခြင်းစကားများခြင်းများကြုံရတတ်ပါတယ်မလိုအပ်ဖဲစနေနံပစ္စည်းဝယ်ယူသုံးစွဲခြင်းမပြုလုပ်သင့်ပါဘူးဝယ်ယူသုံးစွဲပါကအကြောင်းတိုက်ဆိုင်စွာပြဿနာအခက်အခဲဖြစ်တတ်တယ်စိတ်နှောက်ရှက်များဖြစ်ရတတ်တယ်ရင်းနဲ့ပတ်သက်သောအပျော်ခီးများတအားသမျှရှောင်ခြင်းမှာကျန်းမာရေးအထူးသတိထားရပါမယ်ရင်ဘတ်အဆုတ်ချွတ်တလိမ်များဒုက္ခပေးတတ်တယ်အမည်အတွင်းမှာကခ ဖမပါတော်သူများတတိထား၍ဆက်ဆံမှာ၎င်းတို့နှင့်တိုက်ရိုက်တော်၎င်းတွယ်ဝိုက်၍တော်၎င်းပြက်တနာဖြစ်တတ်တယ်ပြည်ဝဲသူများအဖို့အသွာလာအနေတိုင်းအပြော့စုအထူးစင်ခြင်းရမယ်ဆွ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 ပြောဆိုခြင်းနာမည်သိခါကြဆင်းအောင် ပြုမှုခြင်းများခံရတတ်ပါတယ်နေနိပမှာပစ္စည်းအပြောက်ရှာများတတ်တယ်တခိုးတဝက်အန္တရာယ်ကယူဆိုင်ပါတွားတဖုံးဒုက္ခပေးတတ်တယ်စေယုံစေကန်းရောက်ကင်းရှိပါတယ်ကိုယ့်အထက်မှာငွေကြေးကိုမသုံးမဲမိမိထံမှာယူငင်သုံးဆွဲသောသူများနဲ့တွေ့ရမယ်နိုး ဝင်ဘာလ၈ရက်၁၇ရက်၁၄ရက်၁၅ရက်၁၈ရက်နေ့များတွင်အရာရာအဆင်ပြေမယ်အခက်အခဲများကျော်လွားနိုင်မယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်မိသားစုလိုက်အုပ်စားစည်းဝါးတိုးတက်မယ်ကာလအတန်းကြာမတင်မကျဖြစ်နေသောပြဿနာများပြင်းပြအောင်ဆောင်ရွက်နိုင်မယ်တနင်္ဂနွေနေ့မွေးသူများနဲ့ပူးပေါင်း၍လုံသောကိစ္စများမှာထူးခြားသောအကျိုးဆက်များရရှိမယ်နိုဝင်ဘာလ9ရက်10ရက်12ရက်16ရက်18ရက်19ရက်နေ့များတွင်အညံ့ရှိပါတယ်စိတ်နှောက်ရှက်ရှိမယ်ဥကောင်းတွင်မတော်တဆထိခိုက်တတ်တဲ့ငွေကြေးရ ားစရာများကြန့်ကြာတတ်ပါတယ်။ရင်းနှီးသူများနဲ့စကားများအတတ်တဲ့အစအစအရာရာစီစဉ်ထားပြီးနောက်ဆုံးအချိန်ရောက်မှမှန်းချက်မကိုက်အပြည့်အစုံကြုံရတတ်ပါတယ်။လူငယ်များတောက်ကြနေမွေးသောအမျိုးသမီးများနဲ့ ဂရီယောရှက်တင်မနေသင့်မှာပြဿနာဖြစ်တတ်ပါတယ်။နိုဝင်ဘာလ9ရက်6ရက်9ရက်13ရက်နေ့များတွင်အရာရာအဆင်ပြေမယ်။အခက်အခဲများကျော်လွှားနိုင်မယ်။ရန်နှင့်ရှင်ပြိုင်ကလှုပ်တော့ကိစ္စများမှာထူးခြားသောအကျိုးမြတ်ကောင်းများရရှိမယ်။နေရာထိုင်ခဲ့တဲ့အတွက်စကားပြောဆိုမှုများအောင်မြင်မယ်။ပညာသင်တဲ့ကိစ္စများဆောင်ရွက်အဆင်ပြေမယ်။ဂျမားရဲ့အတွက်စေဝါကုသမှုခံရတတ်တယ်။နေဝင်ခြင်းတွင်တောင်ဖို့အလိုလျောက်ပေါက်ခြင်း၊ကပွင့်မင်းပေါက်ခြင်းကြုံရမယ်။အထူးကောင်းသောနမိတ်ဖြစ်ပါတယ်။အကျိုးပေးသောအရာအပြာရောင်အမှုအရင် င်းအဖြူရောင်မင်းခိုးရောင်စိမ်းပြာရောင်နုနစ်ရောင်ကျဲဦးနစ်ရောင်ခရမ်းရောင်တို့ကိုယခုရပိုင်အတွင်းအဓိကထားဝစ်စင်း၍ကောင်းသောကံအကျိုးပေးမှုကိုရရှိပေးလိမ့်မယ်ကံကောင်းစေသောပန်းများမှာဒဇင်ပန်းသစ္စပန်းရောင်စုံမင်းစီပန်းရောင်စုံလီလီပန်းတရိပ်ဖိပန်းပုံညက်ပန်းပွန်းတို့သည်အိမ်အေးချမ်းခြင်းနှင့်လက်လာဝရှင်လန်းစေသောအညွန့်များဖြစ်ပေရာမကြာခဏဖျားကတ်လူပေးပါဒီကာလအတွင်းတရုတ်စကားပန်းဖျားမလို့ကောင်းပါအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္လာနေ့မွေ ွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရာ၍သော၎င်းထူကြသောနမိတ်ရာ၍ထီထိုးသောအခါတွင်၎င်းညံခွန့်အုံးချ၍ထီထိုးပါယခုကာလအတွင်းအချိုးပေးသောကဏ္ဍများမှာ၈၄၆တဲ့ကဏ္ဍများဖြစ်ပါတယ်ရေရေရနေရှိအန်ဆွေများကိုတန်ရှင်းအောင်ဆောင်ရွက်ပါအုံဆံဘက်နှင့်လမ်းဖို့ကုသူယူပါကော်ပီကွက်ဖန်ကွက်အကွဲအချိုးပေများကိုရှောက်ဖွေ၍စွန့်ပြေပါဒနယ်လာသားသမီးများအလုံးကိုစိတ်ငပြားကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဒနယ်လာသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့် မ်းမာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်